ခုတင်ဆက်ပေးမယ့်သတင်းကတော့တကြံအတွက်နေရပြန်ခီးသွားပြီသူများကလည်းမှတ်ခတ်ခဲမရှိစေဖို့အတွက်စဉ်စဉ်ဆောင်ပြီးသားမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တကြံအတွက်နေရပြန်ခီးသွားပြီသူများသွားလာရင်အဆင်ပြေစေဖို့အတွက်ကလည်းမှတ်ပုံမှန်နှုတ်ထားနဲ့အခက်အခဲမရှိစေဖို့အတွက်ဆောင်ပြီးသားမှာဖြစ်တယ်လို့သိရပါတယ်။ ။ဒကြရောင်ပရဲရှိကာလာအတွင်းမှာမန္တလေးမြို့ကနေနေရတတိကိုပြန်ကြားမယ်ဝန်ထမ်းများ၊ចောင်းသားចောင်းသူများနဲ့ခီးသွားပြည်သူများအဆင်ပြေလွယ်ကူစွာသွားလာနိုင်စေရအတွက်ရင်းသင်းများမှာစစ်စစ်ဆောင်ပေးသားမှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါရင်လုပ်ငန်းတခြားမှုကော်မတီကဒကြရောင်ပရဲရှိကာလာအတွင်းမှာခီးသွားပြည်သူများအဆင်ပြေစွာသွားလာနိုင်ရအတွက်အဝေးပြေးကောက်ကွက်မှာရှိတဲ့ကော်မတီရုံးမှာဧပြီလ9ရက်နေ့နဲ့21ရက်နေ့ထိရှင်လိုင်းသိမ်းမြတ်နယ်ပူပေါင်းပြီးတော့ကားလမ်းမအခက်ခဲရှိသူများအတွက်ကုညီစာပေးသားမှာဖြစ်တယ်လို့သိရပါတယ်။ ယခုနေ့တကြံကာလအတွင်းမန္တလေးမြို့ကနေပြည်ဆွေမဲ့ရင်းအစည်းအေကိုဧပြီလ9ရက်နေ့မတိုင်မီတရှိစေဖို့အတွက်မန္တလေးတိုင်းဒေသကြီးအဝေးပြေးရေလုံငန်းများတကြံမှုကော်မတီကရင်တိုင်းသိများထံကနေစီးနှက်ကောက်သွားမှဖြစ်ကြောင်းလက်ရှိမှာမန္တလေးမြို့မှာရှိတဲ့အဝေးပြေးရေနာစခန်းများမှာမြမပြည့်အထက်ပိုင်းနဲ့အောက်ပိုင်းဒေသများကိုရေအသေးပေါင်း900ကျော်နဲ့ခီးစင်များပြည့်စွက်ပြည့်လျက်ရှိနေတယ်လို့သိရပါတယ်ရှင်ဒီသတင်းတော့လက်တူကပြပို့လာပါဘာ